။အားလုံးပဲမင်္ဂလာပါဗျ။ခုနကတောင်းပြီးအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာရင်လည်းရှိပါသေးလို့ပထမဦးစွာဆုမကောင်းတောင်းရပါတယ်။အဲ့တော့ကျွန်တော်တို့ဂျိုးဤအကူအပြောင်းအနေနဲ့အသက်ကြီးပိုင်းကာလတွေကိုနေ့နံအသီးသီးရာတည်တင်တာလေးတွေကျွန်တော်ပြောပေးခြင်းနဲ့အော်အသက်ကြီးပိုင်းကာလတွေဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ40ရာနဲ့ကျွန်တော်ကစဖြတ်ချင်တာ40နောက်ပိုင်းပေါ့40နောက်ပိုင်းမှာအချို့နေနံလေးတွေမှာကံအနေမြင့်အတက်အကျလေးတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်အောင်ပြောပြခြင်းတာငယ်ရွယ်စဉ်ကာလတွေဆိုတာမျိုးကနံပါတ်1ချက်မိဘရှိတယ် နံပါတ်၄ချက်အိမ်အောင်ဘက်ပါညာရှိတယ်အဲဆိုအငယ်ပိုင်းနဲ့အလက်ပိုင်းတွေကကျွန်တော်တို့ကနည်းနည်းလေးဖေးမမဲ့လို့ရှိရနည်းနည်းအွယ်လွန်ရောက်လာပြီဆိုတော့မိဘလည်းမရှိတော့ဘူးအားကိုးစရာအဲဒီလိုမျိုးတွေဖြစ်တတ်တယ်ဖြစ်တတ်တဲ့အခါကျရင်ဒီအွယ်ဒီမှာကဘလို့တတိထားရမလဲဆိုတာသိစေချင်တယ်အဲ့တော့ဘဝမှာအသက်ကြီးပိုင်းလေးတွေမှာဘလူကဘာဖြစ်တတ်လဲသိရအောင်ပြောပြချင်တာဖြစ်တယ်အဲ့တော့နေနံအသီးသီးပါတော့အကုန်လုံးပါလိမ့်မယ်ဒါအချိုးနေနံတွေအတွက်ကျတော့ data ဆက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ထည့်ပြောချင်မှာပြောမယ်ဒီနေ့ဟိုနေရာစပြောအောင် အဲ့တော့90 40ဒီဝင်းကျင်ကိုပြောမှာဖြစ်တဲ့အတွက်နံပါတ်1ချက်တင်းနှင်းကုန်တွေသားမီးတွေအတွက်ကျွန်တော်ဒတာအကူပြောင်းကာလလေးရှိတယ်။ဟောတင်းနှင်းတွေသားမီးတွေကစနေကျုပ်အကူပြောင်းကာလလေးမှာနည်းနည်းဘဝမှာအပြောင်းလဲတွေဖြစ်တတ်တယ်။အဲ့ဒါကအသက်48.56ပါ။တင်းနှင်းတွေသားမီးတွေက48.56မှာစနေကျုပ်အိတ်ကိုဝင်ရောက်ဖြတ်တန်းတယ်။အဲ့တော့စနေကျုပ်ကတင်းနှင်းတွေသားမီးတွေကိုကျွန်တော်စိုးနေတယ်လို့မဆိုလို့မဆိုးပါဘူး။ မစိုးအောင်ကောင်းပါလေအကောင်းနေဆိုတော့ဘယ်ဟာတွေကမကောင်းဘူးလဲဘယ်ဟာတွေကကိုယ့်အတွက်ညံ့စေလဲဘယ်ဟာတွေကကိုယ့်ကိုဒုက္ခပေးနိုင်လဲဆိုတဲ့ဟာမျိုးတွေသိဖို့လိုတယ်အဲ့တော့အဲ့ဒီကာလတွေရောက်လာပြီတင်းကလေးသားမီးရအသက်40ခွာနဲ့56အတွင်းရောက်လာပြီဆိုတော့အချို့သူတွေမှာလူမှုရေးကိစ္စတွေမှာအားနေချက်ဖြစ်လာတယ်တော့အိမ်အောင်ဘက်ကဖောက်ပြန်တာတွေအိမ်အောင်ရေးကွဲတာမျိုးတွေကိုကိုယ်တိုင်ကလည်းအိမ်အောင်ရေးဖောက်ပြန်မှုပြဿနာတွေကြုံရတာတွေ လူမှုရေးပြဿနာတွေဒီလိုကိစ္စတွေအများကြီးကြုံရတတ်ပြီးတော့စီးပွားရေးတဲ့ဆိုင်ရဲ့လူမှုရေးတို့အိမ်တွင်းရေးတို့တွေဖြစ်တတ်တယ်လို့အခက်မသိရင်ကိုဘွားတို့အဆက်ရရကိစ္စတွေကိုလည်းအသက်40ခွာနဲ့56အတွင်းမှာကြုံရနိုင်ပွဲအများကြီးရှိတယ်။ဒါကြောင့်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ကတင်းကြွေသားမီးတွေနေနေနဲ့အသက်40ခွာနဲ့56အတွင်းမှာလူမှုရေးပြဿနာအဆက်ရရပြဿနာလေးတွေရှိတတ်တယ်ဆိုတဲ့ကိစ္စမျိုးကို မေ့ထားလို့မရအောင် လူဆိုတာစီးပွားရေးတစ်ခွရောက်လို့စိတ်ညစ်တာမျိုးထက်လူမှုရေးကဏ္ဍတွေကပိုပြီးစိတ်ညစ်စရာကောင်းနေဆိုတာဘဝအတွေ့အကြုံတစ်ခုရောက်လာတဲ့လူတွေသိလိမ့်မယ်အဲအဲ့ဒီရွယ်ကိုတင်းနှင်းကုန်နေတယ်တရိထားပါတော့လူတူရှင်းပြောတာဖြစ်တဲ့အတွက်ဒီလောက်ပဲပြောမယ်ဘယ်နာမည်တွေပေးရရင်ဘလို့ဆိုးတယ်ဆိုတာမျိုးရှိသေးတယ်ဘယ်ဖွားစားတာတွေဆိုပိုဆိုးတယ်ဆိုတာရှိသေးတယ်ထားတော့အဲ့တော့တင်းနှင်းလာတင်းနှင်းလာအသက်40နောက်ပိုင်းကာလတွေမှာဆိုရင်41ကသွားစတယ်တင်းနှင်းလာ41ကနေ90ရာသူတို့အတွက်ကံညံ့တဲ့ကာလလို့ပြောလို့ရတယ် အဲ့တော့အဖက်ဖက်ကတနင်္လာတွေကအဲ့ဒီအချိန်မှာညံ့ဖြင်းလေးရှိတယ်အချို့အရင်ကလေးကကျမ်းမာရေးဝီးဖြစ်တဲ့လူမျိုးဆိုအဲ့ဒီအချိန်မှာကျမ်းမာရေးညံ့တာပေါ့အရင်ကလေးကစီးပွားရေးကခိုင်ခိုင်မာမာမဟုတ်ဘူးဝန်တန်းလိုလို လက်ကစားလိုလိုဟိုးရောင်ရောင်ဒီရောင်ရောင်သမားတွေ41ကနေ90မှာဒုက္ခရောက်တတ်တယ်နော်မဟုတ်ဘူးအဲ့ဒီအချိန်ကျမှကအခြေကြီးထလုပ်မယ်ဆိုပြီးစီးပွားရေးတွေကိုထပြီးတော့ရှိတဲ့ငွေအကုန်ပုံအောင်လိုက်ရင်လည်းရှိတဲ့အကုန်ပြောင်းသွားတတ်တယ်အဲ့တော့ဖြစ်နိုင်တယ်ဆိုရင် တဲလာသားမီဒီယာ41ကနဲ့90အတွင်းမှာကြစ်ကြစ်လစ်လစ်နဲ့လုပ်ငန်းကိုလုပ်တင်တယ်။လိမ့်လိမ့်မာမာပပနဲ့နဲ့နဲ့ကိစ္စရက်တွေကိုဖြည့်ရှင်းတာပိုကောင်းတယ်။အရန်ကာရောလုလိုက်လို့မရဘူး။ကို့အတွက်ကန်ညံ့နေတဲ့ကာလတွေဖြစ်တဲ့အတွက်အရင်တော့ထောင်းအောင်ထောင်းအောင်ထောင်းအောင်နဲ့ငါတိတယ်ငါတတ်တယ်ဆိုပြီးလုတ်ခဲ့တဲ့လူမျိုးတွေဒီချိန်မှာသူများကကို့ကိုပြန်ဒုက္ခပေးတာမျိုးသူများကကို့ကိုဖိနှိပ်ထားတာမျိုးဟိုတွေပြန်လုတ်ခံရတတ်တယ်။အဲ့တော့၄၀မတိုင်ခင်ဒီသူများကကိုကနိုင်စားထားတယ်။ အချစ်ရေးမှာဆိုလဲသူများကိုတက်စာတွေဖောက်ပြီးတော့လှုပ်ထားတယ်ဟမ်သူများကိုဒုက္ခပေးထားတယ်အတုထောင်လှုပ်ထားတယ်သူများထောင်ထဲရအောင်လှုပ်ထားတယ်အားဒီအချိန်မှာ51ကနေ90အတွင်းမှာတင်းလာတွေကပြန်ခံရပြီဒါမှတ်တော့ဝစ်ကျွေးတွေကဘဝမကူဘဲနဲ့51ကနေ90မှာတင်းလာသားမိတွေဒုက္ခပြန်ရောက်တယ်ဒါကိုမမေ့ပါနဲ့အင်းကအင်းကသားမိတွေကြတော့သူတို့တွေရဲ့ဘူမိဂျိုဖြစ်တဲ့ဂျာရီဂျိုကသူတို့တွေကောင်းတာတွေစိုးတာတွေရောနေတော့ကျွန်တော်ဘူမိဂျိုကိုကျွန်တော်တို့ကြော်လိုက်အောင် အော်အင်္ဂါသားမိတွေကိုကျွန်တော်တို့54ထိကြော်လိုက်မယ်ဗျာ။အော်55နဲ့66အတွင်းအင်္ဂါသားမိတွေအတွက်ယာဟုဂျိုကိုဖြတ်တန်းပါ။ယာဟုဂျိုကိုဖြတ်တန်းတာဖြစ်တဲ့ဘာပဲဖြစ်ဖြစ်အင်္ဂါသားမိတွေအတွက်အနှင်းငယ်တော့အညံ့အဆိုးတွေရှိနေတတ်တယ်။ဟာဘယ်လိုအညံ့အဆိုးတွေရှိတာလဲဘယ်လိုဟာမျိုးတွေကိုကျွန်တော်တို့ကတတိထားရမလဲ။အဲ့လိုကာလတွေရောက်လာပြီဆိုရင်အင်္ဂါသားမိတွေနေနဲ့တတိထားရမယ်ကိစ္စတွေကမဖြစ်မနေခွဲစိတ်ကူးသားရမယ်ကိစ္စတွေကြုံရတာမျိုးတွေ။ ဘာမှခွဲစိတ်ကုသမကုသရမှုမရှိဘူးဆိုရင်တော့မတော်ဆထိခိုက်တာတွေအက်ဆီဒန့်တွေတွေ့ရတန်အောင်ဖြစ်တာတွေဒီလိုမျိုးတွေကိုကြုံရတတ်တဲ့ကာလတွေဖြစ်တယ်။ဒါကြောင့်55နဲ့66မှာအင်္ဂါသားမီးတွေနဲ့ပုံမူပြီးတော့အညာအဆိုးတွေဖြစ်စေတတ်တယ်။ပုံမူပြီးတော့ဟိုဖြစ်နိုင်တယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့သတိလေးနဲ့စားသတိလာသတိသွားသတိနေသင့်တယ်။ ပြီးတော့စောက်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်နေကြရတယ်လို့ဆိုအဲ့ဒီအချိန်မှာလုပ်ငန်းဝင်မှာသတိထားဖို့လိုတယ်။စက်တွေကရရန်ရရဲ့ driver တွေ buffer သမားတွေ excavator မောင်းပြီးတော့လုပ်နေတဲ့လူချို့လဲဒီမှာ accident ဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်အသက်55နဲ့66အတွင်းမှာအင်္ဂါသားသမီးတွေအနေနဲ့အညံ့အစိုးရှိနိုင်ပွဲရှိတယ်။ဂရုစိုက်ရလိမ့်မယ်။အခက်မသိရင်တော့အဲ့ဒီအချိန်မှာအောက်လက်ငယ်သားတွေကကိုယ်ကိုကောင်းကောင်းဒုက္ခပြီးတာမျိုးတွေကြုံရတယ်။အချို့ဆိုရင် အသက်ကြီးပိုင်းဆိုတော့စိတ်ချရတဲ့လူယုံတွေကိုမျက်နှာလွှဲပြီးငွေရောငွေရအစမစစ်ဘူးရှိတဲ့ငွေတွေလိမ်ပြေးသွားတာမျိုးတွေကိုယ့်အိမ်မှာခိုင်းနာတဲ့လူတွေကကိုယ့်အကြောင်းသိပြီးလက်တဲ့ချင်းအိမ်ကိုဖောက်ထွင်းသွားတာမျိုးတွေတော့ကိုယ့်ရဲ့ပစ္စည်းတွေကအကြောင်းမျိုးကြောင့်ဆုံးဆုံးစရာကိစ္စတွေက55အနဲ့66မှာအင်္ဂါသားမိတွေကကြုံလေးရှိတယ်လူတိုင်းကြုံမယ်ကျွန်တော်မပြောဘူးနော်ကြုံလေးရှိတယ်ကိုပြောတာအဲ့တော့မူလဖွာစာဓာတ်တွေသူတို့ရဲ့မွေးချိန်တွေပြီးတဲ့နာမည်တွေဓာတ်တွေအကုန်လုံးပြန်ဆက်မှရမှာဒါရေဘူးကပြောတာဗုဒ္ဓဘုရားမိတွေ ဗုဒ္ဓဘူသားမီဒီယာခုနအသက်ကြီးပိုင်းနေမှာပြောရခက်တယ်ဗုဒ္ဓဘူနဲ့ Yahoo ကမတူညီတာလဲပါတယ်လို့ဗုဒ္ဓဘူသားမီဒီယာအသက်ကြီးပိုင်းကိုကျွန်တော်တို့ကဒတာပြန်စိတ်ပြီးပြောရမှာအဲ့တော့ဗုဒ္ဓဘူသားမီဒီယာကိုကျွန်တော်တို့အသက်ကြီးပိုင်းဘယ်လိုဖြစ်မလဲပြောလို့မရအောင်အသက်ကြီးပိုင်းမှာနည်းနည်းအားနည်းချက်ရှိတာတော့အသက်56ဝနဲ့စပြီးညံ့တယ်ဘယ်ထိလဲ86တိညံ့တယ်56ဝနဲ့86လုံးဗုဒ္ဓဘူတွေကညံ့လာလားတော့မညံ့ဘူးမညံ့ဘူးဖြစ်တဲ့အတွက်သူတို့ရဲ့ဖွားစာတာနဲ့ကျွန်တော်တို့အဲ့ဒီ Joe 8 color ကိုဒတာပြန်စိတ်ကြတယ် ရတာပြန်စိတ်ကနှစ်အပိုင်းချာရပြန်စိတ်ကတယ်အဲ့လိုစိတ်ပြီးမှအသေးစိတ်ပြောမှမှန်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘူရာဟုသာမီဒီကတော့ကျွန်တော်တို့အသက်အားဖြင့်59နဲ့89အတွင်းမှာမဖြစ်တဲ့ညာဖြစ်တဲ့ကျွန်တော်ဒီနေရာမှာမပြောတော့ဘူးကြော်လိုက်မယ်ဒါမှမဟုတ်အဲ့ဒီကာလာအစညံ့နေဆိုတော့မမင်းနဲ့အသက်59မှာစပြီးဗုဒ္ဓဘူသာမီဒီကအညံ့ရှိတယ်အဆိုးရှိတယ်တယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်အသေးစိတ်ပြောလို့မရဘူးအဲ့ဒီဖြစ်နိုင်တယ်ဆိုရင် ကျွန်တော်တို့58ကျော်လာပြီ59ရောက်လာပြီဆိုရင်တော့ကျွန်တော်ပို့ပို့သားမီဒီယာသူများတဲ့ပိုဘီကယူဆိုင်ပါရောက်သားမီဒီယာလည်းအတူတူပဲအဲ့ဒီကာလမှာဆက်ပြီးတော့ကယူဆိုင်ပါလို့ကျွန်တော်ပြောလို့လေအဲ့လိုပဲကြာတာပရိသားမီဒီယာလည်းအဲ့လိုပဲ59ကဆက်ပြီးတော့နည်းနည်းသတိထားရတဲ့နေရာမှာပါလာပြီအညာဆိုအဲ့ဒီချိန်မှာဆက်ပြီးတော့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဆက်ပြီးတွေ့ရပြီဒါဆိုအဲ့ဒီကာလအပိုင်းခြားရောက်ပြီဆိုရင်ကျွန်တော်တို့ကကြာရေးသားမီနေနဲ့ကျမကြီးတွေညံ့လာတာ လွတ်လပ်မှုတွေလျော့ပါလာတာခန္ဓာကိုယ်အောက်ပိုင်းတွေအားနည်းလာပြီးမတော်နိုင်မလာနိုင်တဲ့ပြဿနာတွေဖြစ်လာအထီးကျန်ဆံမှုတွေကိုစတင်ခံစားရတာမျိုးတွေဖြစ်လာတာစသဖြင့်စသဖြင့်တော့အနေထားမျိုးတွေဖြစ်တတ်လို့မူလဘွားစားတာမှာသားသမီးကံအားနည်းတဲ့လူမျိုးဆိုရင်သားသမီးတွေရဒုက္ခပေးခြင်းကို59ကစပြီးဇာရီသားသမီးတွေကခံစားရတာဒီလိုမျိုးတွေတွေလည်းကြုံလာတတ်တယ်ပေါ့နော်ဒါပေမဲ့အတိအကျကျွန်တော်တို့ပြောလို့မရဘူးဘာလို့ဇာရီသားသမီးတွေရညံ့ချိန်က59ကနဲ့83ဦးတင်းဖြစ်တဲ့တော့အဲ့ဒီအကုန်လုံးမှာညံ့နေတာမဟုတ် တတပြန်စိတ်ဖို့လိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထပ်ပြီးတော့အနုစိတ်ဘယ်နှစ်ဘယ်နှစ်ပိုင်းနေပြောဘူးကနေနယ်လိုက်ပြောတယ်ဆိုလွဲနိုင်တယ်မပြောတော့ဘူးပြောလို့ရတဲ့အပိုင်းကတောက်ကြတွေတော့တောက်ကြတွေက43နဲ့50အတွင်းမှာညံ့လေးရှိတယ်လူတိုင်းတော့မဟုတ်ဘူးအချို့43နဲ့50မှာမညံ့ဘူး50ကျော်မှာညံ့တယ်ဟော43နဲ့50အတွင်းမှာ တောက်ကြသားမီဒီယာဘဝမှာနည်းနည်းပိုပင်မန်းရတဲ့ကာလတွေပိုပြီးအညံ့အဆိုးများတဲ့ကာလတွေပိုပြီးစိတ်ဆုပ်စရာကောင်းတဲ့ကာလတွေအလောက်ကိုင်းနေမှာပိုပြီးတော့အဆင်မပြေတဲ့ကာလတွေဒီလိုမျိုးတွေဖြစ်တတ်တယ်53နဲ့50မှာဆိုအထက်လူကြီးအဆင်မပြေတာတထေးတွေနဲ့အဆင်မပြေတာမန်နေဂျာတွေနဲ့အဆင်မပြေတာဒီလိုမျိုးတွေဖြစ်တတ်တယ်လို့ကိုပိုင်စီးပွားရေးမှာဆိုလဲဆုံဆုံနဲ့ညာနဲ့နာကြာတွေများတာအလုပ်တွေဘလို့ပဲလုံနေလုံနေကျွန်တော်တို့ကမျက်စိတည်းမြင်အောင်ပြောရရင်ဗျာဟိုထင်တယ်လို့အကျိုးအမြတ်မရတာတွေအကုန်ဖြစ်တတ်တယ် ။ဒါတော့တောက်ကြသားမီးတွေနေနဲ့43ရက်နဲ့90အကိုအတွက်အညံ့ရှိတယ်။အချို့ဆိုရင်အဲ့ဒီအချိန်မှာယောဂါတွေပေါ်လာတာပေါ့နော်။ကို့မှာဖြစ်မဲ့ယောဂါတွေအဲ့ဒီအချိန်မှာပေါ်လာတာယောဂါကြောင့်ငွေကုန်တာဒါတွေကိုတောက်ကြသားမီးတွေကခံစားရတတ်တယ်။တခုတော့သိထားဖို့လိုတယ်။နေနံနေအားလုံးထဲမှာတောက်ကြသားမိတွေကအခြားသူတွေနဲ့ဆိုင်အိုဇာတာညံ့လေးရှိပါတယ်။နော်တောက်ကြသားမိတွေကအိုဇာတာညံ့လေးရှိတယ်။အဲ့တော့ဘလို့ညံ့လာလဲ။သူက၁၀ရောက်မှာ 6ယောက်ကနည်းနည်းလေးတတိထားရတယ်။4ယောက်ကမညံ့ဘူး။အဲ့တော့မူလဖွားစာတာမှာအသက်ကြီးပိုင်းမှာဖြတ်တန်းရတဲ့ဂျိုတွေဆိုတာရှိတယ်။အဲ့တော့အသက်50နောက်ပိုင်းမှာတောက်ကြသားမိဒီယာဗုဒ္ဓဘူးဂျိုဖြတ်တန်းတယ်။အဲ့တော့မူလဖွားစာတာမှာဗုဒ္ဓဘူးဂျိုကမကောင်းဘူး။မကောင်းတဲ့အတန့်အနေမှာနေနေတယ်။မကောင်းတဲ့ဂျိုတွေရဲ့စီနင်းခြင်းခံထားရတယ်။ဒီလိုမျိုးဖြစ်ခဲ့သည်ရှိတော့အဲ့တော့မြန်မာပြည်ထဲမှာဗုဒ္ဓဘူးဂျိုကရက်တိမှုမကောင်းဘူးပေါ့။ဒါဗုဒ္ဓဘူးဂျိုက ထားပါတော့ကိုနေနိုင်တဲ့ပတ်ခမိတာတော့နာမည်ရဲ့အဆုံးသတ်နဲ့ပတ်ခမိတာတော့ဗုဒ္ဓဖူမရဏရောက်နေတာတို့ဒီလိုမျိုးတွေဖြစ်တဲ့လူမျိုးဆိုရင်လည်းဦးစားတာညံ့တတ်တယ်အထူးသဖြင့်ကျွန်တော်တို့ဟိုတောက်ကြရာစားဘွားတွေကအခက်မတင်ဦးစားတာညံ့တယ်နာမည်ပေးထားတာမှားရင်ဦးစားတာညံ့တယ်အဲ့တော့တောက်ကြသားမိတဲ့အကုန်လုံးမဟုတ်ဘူးဗုဒ္ဓဖူအကျိုးမူလဖွာစားတာမှာဝိဖြစ်တဲ့လူတွေကတောက်ကြသားမိတဲ့ဦးစားတာညံ့မှုရာခိုင်နှုန်းပိုများတယ်ဒါကိုလည်းကျွန်တော်ကြုံလို့ပြောပြတာဖြစ်တယ်အဲ့တော့စနေသားမိတွေ စနစ်သားမိတွေကြတော့အလိုရင်းညံ့နေတာမျိုးမဟုတ်ဘူးဗျသူတို့ကြတော့63ဝနဲ့68မှာဘဝမှာ lonely ဖြစ်တယ်ဆိုတော့အထီးကျန်ဆံမှုခံစားရတယ်အဲ့ဒီအချိန်မှာ depression ဝင်တာမျိုးတွေဖြစ်တတ်တယ်အချို့ဆိုလေဖြတ်ပြီးမသွားနိုင်မလာနိုင်ဖြစ်ရကနဲ့စကားပြောတော့လေမပီမတဆိုတော့ဘေးလူတွေကကိုယ်အသိမပြောမပြောဟာနဲ့ဘဝရဲ့ဟိုစိတ်ခံစားမှုမှာအရင်ကစိတ်မမာတဲ့လူမျိုးဆိုရင်ကျွန်တော်တို့အဲ့ဒီအချိန်မှာတော်တော်ကြီးအဆင်မပြေ63ဝနဲ့68အချို့ကြတော့ကိုကိုယ်တိုင်တော့ဘာမှမဖြစ်ဘူး ကိုဇနီးရလည်း60ကျော်ဖြစ်တော့အဲ့ဒီအချိန်မှာကိုဇနီးရအဲ့ရတဲ့လဲတာတော့လေဖြတ်တာတော့ကိုဇနီးကိုကိုပြုစုရတယ်ပြုစုပေးမဲ့သားသမီးကလည်းအနီးနားမှာမရှိတာမျိုးအဲ့တော့ကိုကိုတိုင်းတော့ခြေကောင်းလက်ကောင်းဒါပေမဲ့မသွားနိုင်မလားနိုင်အောင်အိမ်ကဇနီးကမကောင်းလို့ကိုအိမ်ကခင်မောကမကောင်းလို့အဲ့လိုဖြစ်ရကားနဲ့63ကနဲ့68ကစနေသားမီးတွေအတွက်စိတ်ရှုပ်ရတာကိုကိုတိုင်းယောဂါထူတာသူများအတွက်လိုက်ပူပန်ရတာဒီလိုမျိုးကိစ္စမျိုးတွေလည်းကြုံရနိုင်တာဖြစ်တဲ့အတွက် စနေသားမီဒီယာအဲ့ချိန်ကာလကနည်းနည်းတော့စိတ်ညင်းညူစရာများတယ်လို့ပဲကျွန်တော်တို့ကပြောလို့တယ်အဲ့ဒီအရွယ်ကပင်စင်သားအရွယ်ဆိုတော့ကျွန်တော်တို့ကအလုတ်ကိစ္စတော့ထဲမပြောတော့တာเนาะဒီလိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့သူနေနာလိုက်တော့သူ့ဘာသူအသက်ကြီးပိုင်းနေမှာဝိဖြစ်တဲ့ဟာလေးတွေရှိတယ်အနုစိတ်ကြည့်ရင်တော့ကျွန်တော်တို့ကအတိအကျသိနိုင်တယ်ဒါမှလူတယောက်နဲ့တယောက်ကန်စားတာမတူဖွားတဲ့အချိန်မတူဒတာတွေမတူနက်ခတ်ပေးတယ်မှာဆိုရင်ကျွန်တော်တို့တော့သူဒတာတွေဘယ်လိုထူလာတွေအန္တရာတွေကမတူဘူးပေါ့ဗျာ မတူတာဖြစ်တဲ့အတွက်ဒါအတိအကျပြောလို့မရဘူးဒါပေမဲ့ရေဘူကတော့မြန်မာပြည်ထဲမှာပြောလို့ရတာဖြစ်တဲ့အတွက်ဒါလေးပြောပြတာဒါကြောင့်အသက်ကြီးပိုင်းမှာပြင်ဆင်မှုတွေရနိုင်အောင်လို့ရည်ရွယ်ပါတယ်အဲ့တော့လူကြီးပိုင်းတွေအတွက်တော့အသုံးတည့်ပါလိမ့်မယ်နောက်ဆုံးတော့သဘောပေါက်မယ်ထင်ပါတယ်ခရိုင်သားမိတွေအားလုံးဘဝနေဝင်ချိန်မှာအောင်မြင်ပျော်ရွှင်ပြီးတော့တရားဓမ္မနဲ့ပျော်မွေ့ပြီးတော့ဘဝကူးချိန်ကောင်းပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ